မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မန္တလေးမြို့နန်းတွင်းထဲကအချက်ဖတ်စစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုတော်လန်ကြီးတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲတရားခွန်မမရှော့တိုက်တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေနဘကတိုင်းစစ်ဌာနချုပ်တဲကဗိုလ်မှူးကြီးတဦးအပါဝင်၁၈ဦးဒဏ်ရာရသွားပြီးစစ်တပ်ကလက်နက်ကြီးနဲ့ပြန်လည်ပြစ်ခတ်မှုကြောင့်ပြည်သူတွေရဲ့နေအိမ်တချို့ထိမှန်ပျက်စီးထားတယ်ဆိုပါတယ် မကွေးတိုင်းကပခုတ်ကူမြိုင်အပါဝင်မြို့နယ်တတော်များများကနေစုတ်ခွာထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်အယောက်တရားကျော်ကိုစစ်ကောင်စီကသူ့လူအချင်းချင်းပြန်ဖမ်းပြီးရှေ့တန်းပြန်လွတ်နေတဲ့အတွက်ရဲအများစုဟာထွက်ပြေးတင်းရှောင်နေကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးမြို့နန်းတွင်တဲကအကြက်ဖက်စစ်ကောင်စီရဲ့အလဲပိုင်းတိုက်စစ်ဌာနချုပ်ကိုတော်လန်ရေးတပ်တွေကဒီကနေ့မနက်ပိုင်းမှာပဲ ်တရားခုံမမရှော့တိုက်တုံး10လုံးနဲ့ပြစ်ခတ်တက်ခိုက်မှုအတွင်းလက်ပကတိုင်းစစ်ဌာနချုပ်ထဲကဘုံမူကြီးတူအပါဝင်18ဦးဒဏ်ရာရသွားပြီစစ်တပ်ကလက်နက်ကြီးနဲ့ပြန်လည်ပြစ်ခတ်မှုကြောင့်ပြည်သူတွေရဲ့နေအိမ်တချို့တိမှန်ပျက်စီးထားတယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်ဒီကနေ့စက်တင်ဘာလ3ရက်နေ့မနက်6:00လောက်မှာပဲ ် BW အဖွဲ့ရဲ့စီမံမှုတွေနဲ့ပေါင်းစပ်ပြီးရှယ်ရုံမန္တလေးအဖွဲ့ကနေမန္တလေးမြို့နန်းတွင်တဲကအချက်ဖက်စစ်ကောင်စီရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုတရားခေါ်မှမှ short တိုက်တုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BW အဖွဲ့ရဲ့တာဝန်ရှိသူကပြောထားတယ်လို့အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကပြည်သူတွေရှိတဲ့နေအိမ်တွေဘက်ကိုပါလက်နက်ကြီးနဲ့ပြန်လဲပြစ်ခတ်မှုကြောင့်ပြည်သူတွေရဲ့နေအိမ်တချို့ထိမှန်ပျက်စီးခဲ့ရတာဖြစ်တယ်လို့လည်းပြောထားပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးနောက်ထပ်တော်လှန်ရေးသတင်းရင်းမြစ်ကလည်း လက်ပခတိုင်းစစ်ဌာနချုပ်ထဲမှာ short tight ဒုံးတွေပောက်ကွဲမှုကြောင့်ဌာနချုပ်ထဲကဗိုလ်မှူးကြီးတဦးအပါအဝင်၁၈ဦးဒဏ်ရာရထားတဲ့အကြောင်းနဲ့အဲ့ဒီကလေးဦးကတော့စိုးရင်ရတဲ့အခြေအနေဖြစ်နေပြီးအကြံဖတ်ဒုတိယစေကောင်းဆောင်စိုးဝင်းကတော့နေပြည်တော်ကိုရဟရင်နဲ့ပြန်ရောက်လာတယ်လို့ပြောထားတယ်လို့ရန်ကုန်ခေတ်တဲ့အနေနဲ့ဒါနဲ့ပတ်သက်ပြီးဆက်လက်အတည်ပြုနိုင်မှုစူးစမ်းနေပါတယ်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ ပခုတ်ကူမြိုင်အပါဝင်မြို့နယ်တတော်များများကနေဆန့်ခွာထွက်ပြေးလာတဲ့ရဲတပ်ဖွဲ့ဝင်အယောက်တရာကျော်ကိုစစ်ကောင်စီကသူ့လူအချင်းချင်းပြန်ဖမ်းပြီးရှေ့တန်းပြန်လွှတ်နေတဲ့အတွက်ရဲအများစုဟာထွက်ပြေးတန်းရှောင်နေကြတယ်လို့မကွေးတိုင်းရဲတရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိအချမ်းဖတ်စစ်ကောင်စီဘက်ကနေမြေစုံမမှုတွေတပြေးပြေးလျော့ပါလာနေတဲ့မကွေးတိုင်းတဲကပခုတ်ကူမြိုင်ပေါ့မြို့နယ်တွေအပါအဝင်မြို့နယ်တော်တော်များများမှရှိတဲ့နေမြေရဲစခန်းတွေကနေဆုတ်ခွာထွက်ပြေးလာတဲ့ ရဲတပ်ဖွဲ့ဝင်အယောက်တရာကျော်ကိုစစ်ကောင်စီကသူ့လူအချင်းချင်းအမိန်ဖိဆက်မှုနဲ့မကွေးမျိုးအမှတ်၄ရက်စကတ်မှာပြန်လဲဖမ်းဆီးချုပ်နှောင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီနောက်ဖမ်းဆီးထားတဲ့ရဲတွေကိုစစ်ကောင်စီကပြန်လဲလွှတ်ပေးပြီးရှေ့တန်းကိုပြန်လွှတ်နေတဲ့အတွက်ရှေ့တန်းကိုအပိုခံရတဲ့ရဲတွေဟာရှေ့တန်းမရောက်ခင်မှာပဲထွက်ပြေးတိမ်းရှောင်မှုတွေတော်တော်ကိုများနေတယ်လို့မကွေးတိုင်းရဲတပ်ရင်းကြီးကပြောထားပါတယ်။လက်ရှိမကွေးတိုင်းကတိုက်ပွဲတွေမှာ ရဲတွေတော်တော်များများသေကုန်ကြတာကိုထွက်ပြေးလာတဲ့ရဲတွေဟာသူတို့မျက်စိရှေ့တင်တွေ့ရတဲ့အတွက်ရဲတွေဟာဘလို့မှရှေ့တန်းမသွားရဲကြတော့ပဲအခုရှေ့တန်းပြန်ပို့တော့အကုန်လုံးကထွက်ပြေးကုန်ကြသလိုပတ်စံတက်နိုင်တဲ့သူကလည်းရှေ့တန်းမသွားရဖို့အထက်လူကြီးတွေကိုငွေပေးပြီးအကြည့်အကျလက်ထိုးတင်းရှောင်ဓာတ်တွေပါများလာတော့တိုင်းမှုတွေကရဲတွေကိုထွက်မပြေးအောင်တပ်ပုံပါရိုက်ထားပြီးမှတ်တမ်းတင်ထားဓာတ်တွေပါလှုပ်ထားပြီးမြဲသူတို့ဘလောက်ပဲလှုပ်လှုပ်ပြေးဖို့ပြင်ထားတဲ့ရဲတွေကတပုံကြီးဖြစ်နေတယ်လို့ မကွေးတိုင်းရဲတရင်ရင်မြစ်ကပျော့ထောက်ပါလိမ့်ခင်ဗျတဖက်မှာတော့နေပြီးတော့တက်ကုန်းမြို့နယ်မှာအဲ့ရတဲ့လဲနေတဲ့ကျမ်းမာရေးမကောင်းသူကိုအကြံဖတ်စစ်ကောင်စီတပ်ကစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ဆောင်သွားပြီး TV ယောဂါပို့စစ်စစ်တွေ့ရှိတော့မှနေအိမ်ကိုပြန်ပို့သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။အော်ဂိုလာနှောက်မိုင်းကတင်ပဲ။ နေပြီးတော့တကုံးမြို့နယ်ရွှေမြို့ဘူတာကျေးရွာမှာလူငယ်၃ဦးနဲ့အတူအဲ့ရတဲ့လက်နေတဲ့ဂျမားကြီးမကောင်းသူကိုကျော်စမ်းမိုးဆိုသူကိုပါအကြံပတ်စကောင်စီတက်ကစစ်မှုထမ်းရမယ်ဆိုပြီးကျေးရွာအုပ်ချုပ်ရေးမှုဂျော်မြင့်ယာယီမှုမြင့်စိုးတာတင်တဲ့ရဲတွေကနေမကောင်းဖြစ်နေတဲ့သူကိုပါအတင်းအကျပ်ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုပါတယ်အဲ့ဒီနောက်သူတို့တက်ထဲရောက်တော့မှစစ်မှုထမ်းဖို့စေးစစ်ရင်းနဲ့ကိုကျော်စမ်းမိုးဆိုတဲ့သူစီမား TV ရောက်ကပို့တွေ့သွားတော့မှပဲအင်ကိုပြန်ပို့သွားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ် လက်ရှိနိုင်ငံတော်ကမြို့နယ်တွေမှာအချက်ဖက်စကောင်စီကစစ်မှုထမ်းဖို့လူငယ်တွေကိုအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေသလိုတချို့ကြေးရွာတွေမှာနေအိမ်ပေါ်အထိတက်ပြီးပေါ်တာဆွဲဖမ်းဆီးတာတွေကိုပေါ်ပေါ်ထင်ထင်လှုပ်လာနေတယ်လို့သိရပါတယ်ခင်ဗျာအခုတခါပဲခူးတိုင်းပတ်မှာတော့မင်းလာမြို့နယ်ဥတုမြန်မာစုကြေးရွာမှာညချင်းပေါ်တာဆွဲဖမ်းဆီးနေတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေက ရွှေပြည်အိတ်အောင်တော်မူဇေဒီတော်ကြီးရဲ့စိန်ဘူးတော်ကိုခိုးယူသွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။အော်ဂလ30ရက်နေ့ည7:00နာရီလောက်မှာမင်းလာမြို့နယ်မှာရှိတဲ့ဥတုမြမစုကြေးရွာကရွှေပြည်အိတ်အောင်တော်မူဇေဒီတော်ကြီးအနီးတနက်ပစ်ဖောက်ပြီးတော့ပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကရွှေပြည်အိတ်အောင်တော်မူဖရားရဲ့စိန်ဘူးတော်ကိုခိုးသွားကြတယ်ဆိုပါတယ်။အဲ့ဒီလိုဖရားစိန်ဘူးတော်ပျောက်ဆုံးမှုကိုဒေသခံပြည်သူတွေကစက်တင်ဘာလ2ရက်နေ့ဖြစ်တဲ့မနေ့ကမှသိကြရပြီးတော့ လက်ရှိအကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာဘာစီအီမှမရှိတော့ဘဲဖျားရဲ့စိန်ဘူးတော်တောင်ခိုးယူတဲ့အထိအခြေအနေတော်တော်ကိုစိုးနေပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျဒီတခါစကိုင်းတိုင်းဘက်မှာတော့ခင်ဦးမြို့နယ်ကမတောင်းလကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုတော်လိုင်းရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချိန်မုံရာမှာစစ်ကူလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကအနီးပတ်ဝန်းကျင်မှာရှိတဲ့ကျေးရွာတွေကိုမိရှို့ပြီးမှ သူတို့စစ်တပ်စခန်းမကြရေးအတွက်အသေးအတန်ခုခံနေတယ်လို့ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ္တကိုပြောပါတယ်စတင်မလာ၂ရက်နေဖြစ်တယ်မနေ့ကပဲကမ်ဘလူမြို့နယ်ကနေခင်ဦးမြို့နယ်ကမတောင်းလကျင်းရွာစစ်တပ်စခန်းအတွက်စစ်ကူထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာအနီးပတ်ဝန်းကျင်ကကျင်းရွာတွေကိုအရင်ဆုံးဝင်ရောက်မိရှုဖျက်ဆီးပြီးမှဒေါ်လာရေးပူပေါင်းတပ်တွေတတ်ခိုက်နေတဲ့မတောင်းလကျင်းရွာတပ်စခန်းကိုမကြအောင်လေကြောင်းတိုက်ခိုက်မှုတွေပါသုံးပြီးအသေးအတန်ခုခံနေတယ်ဆိုပါတယ် တစ်ဖက်မှာလေအဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတွေဟာမြေပြင်မှာပါပိတ်ဆို့ခံထားရတာဖြစ်တဲ့အတွက်စစ်ကောင်စီကလေကြောင်းကနေသားရိခါတုတ်တွေလာရောက်ကျဲချပေးရတဲ့အခြေအနေဖြစ်နေတယ်လို့လေရေဦးချေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ